မင်္ဂလာပါသားတို့သမီးတို့ရေဒီချိန်ကတော့တတမာရန်သမိုင်းဘာသာရပ်ကိုသင်ကြားပေးမယ့်ဒီချိန်ဖြစ်ပါတယ်ဒီနေ့ဒီချိန်ပြပြပေးမယ့်အကြောင်းအရာလေးကတော့ကမ္ဘာသမိုင်းအခန်းနှစ်ဥရောပ Nature စနစ်သင်ခန်းစာ3ဥရောပတိုက်သားတို့၏ဒုတိယအဆင့် Nature ချင်းရဲ့အင်္ဂလိပ်တို့အိန္ဒိယကျုံစုမှ Nature ချင်းကြောင့်ဖြစ်ပါတယ် င်္ဂလာနိုင်ငံဟာရေတပ်အင်အားတောင့်တင်းတဲ့အတွေ့ပင်လယ်ခြားဒေသများကို သိမ့်ပိုက်ရမှာရေတပ်အင်အားဟာအရေးပါတဲ့အထောက်အကူဖြစ်ခဲ့ပါတယ်။အင်္ဂလာဟာ၁၆ရာစုနှောင်းပိုင်းအထိပင်လယ်ခြားနယ်မြေတစ်တွေကိုရှောက်ဖွေမှုမှာစိတ်မဝင်စားခဲ့ပါဘူး။ဒါပေမဲ့အင်္ဂလာမှာစမှုဒေါ်လာရေးပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်းမှာတော့ကုန်ကြမ်းရရှိဖို့နဲ့ကုန်ချောပြန်လဲရောင်းချဖို့အတွက်ဈေးကွက်တွေလိုအပ်လာရမှာအင်္ဂလာနိုင်ငံဟာပင်လယ်ခြားနယ်မြေတစ်တွေကို ရှောက်ဖွေခြင်းမှာပါဝင်လာခဲ့ပါတယ်။တခြားကိုရှင်းပြပြတဲ့အကြောင်းအရာကတော့အင်္ဂလန်နိုင်ငံဟာပင်လယ်ချားနေမြစ်ရှောက်ဖွေခြင်းမှာပါဝင်လာပုံဖြစ်ပါတယ်။19ရာစုနဲ့18ရာစုတွေမှာတော့အင်္ဂလိပ်နဲ့ပင်သစ်တို့ဟာနေမြစ်တွေကိုရှောက်ဖွေခဲ့တယ်။အင်္ဂလိပ်ပင်သစ်ပြန်ဆိုင်မှုကလည်းဥရောပတွေကမကဘဲနဲ့ပင်လယ်ချားဒေသတွေမှာလည်းရှင်ဆိုင်ခဲ့ပါတယ်။ င်္ဂလိပ်ရှိအိမြကုမ္ပဏီကို1600ပြည်နှစ်မှာတည်ဆောင်ခဲ့ပြီးတော့အရှေ့တိုင်းမှာတော့နေမြေများရှာဖွေခွင့်နဲ့ကုသရေးဝန်ခွင့်တွေရရှိခဲ့ပါတယ်ဒီပုံလေးကတော့အင်္ဂလိပ်အရှေ့အိမြကုမ္ပဏီပုံဖြစ်ပါတယ်1600ခုနှစ်မှာတော့အင်္ဂလိပ်တွေဟာအိမြကိုပထမဆုံးရောက်ရှိပြီးတော့ဆူရတ်မြို့မှာပထမဆုံးကုန်တိုက်ကိုထူထောင်ခဲ့ပါတယ်ဘုံဘေးအခုဘုံဘေးရခိုင်မွန်ပိုင်းမရတ်ယခုမရတ်ယခင်ချင်းနိုင်ကလကတာ ယခင်ကိုကတ္တာတို့ဟာအဓိကကုံတော်ရဲ့အချက်ချဒေသတွေဖြစ်လာခဲ့ပါတယ်။အဲလိုသမီးတို့ရေအခုတစ်ချက်ရှင်းပြပေးတဲ့ဒီစာပိုက်ကအကြောင်းအရာလေးကတော့အင်္ဂလိပ်တို့အိန္ဒိယမှာကုသရန်ဝယ်ရေဆောင်ရွက်ခဲ့ပုံဖြစ်ပါတယ်။၁၉ရာစုနောက်ပိုင်းမှာတော့အင်္ဂလိပ်ရှေ့တွင်ကကုမ္ပဏီရဲ့မူဝါဒဟာငြင်းချမ်းစွာကုံတော်ရေးလောက်ရမှာငယ်မြေတွေကိုတိမ့်ပိုက်ပြီးတော့နိုင်ငံရေးအာဏာရယူအသင်ကိုကူပြောင်းသွားပါတယ်။ပြင်သစ်တို့ကလည်း အိန္ဒိယမှာနေမျိုးတွေကိုတည်ယူရာမှာအင်္ဂလိပ်ပင်သည်ရှင်ပြိုင်မှုတွေပြင်းထန်လာခဲ့ပါတယ်။ဥရောပမှာဖြစ်ပွားခဲ့တဲ့ဩစတြီးယန်တီနန်စခိုင်းစစ်ပွဲ1940 1948ခုနှစ်ခုနှစ်စစ်ပွဲ1956 1963တို့မှာတော့အင်္ဂလိပ်နဲ့ပင်သစ်တို့ကပေါင်တိုက်ခတ်ခဲ့ကြပါတယ်။ဒီစစ်ပွဲနှစ်ခုစလုံးကဥရောပမှာသာမကဘဲနဲ့အိန္ဒိယမှာလည်းအင်္ဂလိပ်ပြင်သစ်ပြန်ဆိုင်မှုတွေဖြစ်စေခဲ့တယ်လေ။ ခုနှစ်စစ်ပွဲမှာတော့ပြင်သစ်တို့ရှုံးနေခဲ့ရပါတယ်ဒီချက်အခုရှင်းပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့အင်္ဂလိပ်တို့အိန္ဒိယမှာနိုင်ငံရေးအာဏာရယူခဲ့ပုံဖြစ်ပါတယ်ဆက်ပြီးတော့ဒီချက်လေးလာကြည့်ကြအောင်1959ခုနှစ်မှာတော့အင်္ဂလိပ်နဲ့ပြင်သစ်တို့ဟာအိန္ဒိယမှာပလာစစ်တိုက်ပွဲမှာရင်ဆိုင်တိုက်ခတ်ကြတယ်အဲ့တိုက်ပွဲမှာပြင်သစ်တို့ရှုံးနေပြီးတော့အိန္ဒိယနေပြီးတော့ထွက်ခွာသွားရတဲ့အတွက်ကြောင့်မလို့အင်္ဂလိပ်ဟာ အင်္ဂလိပ်လျောက်ကိုကြောက်ရောက်ခဲ့ရတယ်။အိန္ဒိယမှာအင်္ဂလိပ်တို့အောက်ဘက်ခံနိုင်ခဲ့ခြင်းဟာအင်္ဂလိပ်တွေရဲ့ရစ်တအင်အားကြီးမားလာခြင်းကြောင့်ဖြစ်ပါတယ်။အဲ့ဒီအချက်ဟာအင်္ဂလန်ကိုနေမဝင်အင်ပါယာထူထောင်နိုင်ဖို့အတွက်တုံးပို့ခဲ့တဲ့အကြောင်းအရာတွေဖြစ်ပါတယ်။နယ်မြေတွေကိုအပြန်ဆိုင်နေချဲခဲ့ရရမှာဥရောပနိုင်ငံတွေအချင်းချင်းဟာပြည်ပခါတွေဖြစ်ပွားလာခဲ့ပါတယ်။ကဲတအားတို့သမီးတို့ရဲ့ဒီစာပိုက်ကလေးရဲ့အသေးပဲကတော့ အင်္ဂလိပ်တို့အိန္ဒိယမှာအောင်ပွဲခံနိုင်ခဲ့ပုံဖြစ်ပါတယ်။ကဲအဲ့တော့ကျွန်တော်ဆက်ပြီးတော့အဓိကကျတဲ့အချက်လေးတို့လေ့လာကြည့်ကြရအောင်။1609ခုနှစ်မှာတော့အင်္ဂလိပ်တွေပါအိန္ဒိယကိုပထမဆုံးရောက်ရှိပြီးတော့ဆူရတ်မြို့မှာ ပထမဆုံးကုန်တိုက်ကိုထူထောင်နိုင်ခဲ့ပါတယ်။ဘုံဘေမွန်ဘိုင်းမဒရတ်ချင်းနိုင်နဲ့ကလကတာကိုကတာတို့ကအဓိကကုန်သွယ်ရေးချက်ချာဒေသများ ဖြစ်လာခဲ့တယ်။ဥရောပမှာဖြစ်ပွားခဲ့တဲ့ Austrian ချင်းနိုင်စက္ကန်ရေးစစ်ပွဲ 1948နှစ်ခုနှစ်စစ်ပွဲ1956 1963တို့မှာအင်္ဂလိပ်နဲ့ပြည်သူတို့ပါဝင်ခဲ့ကြပါတယ်ခုနှစ်စစ်ပွဲမှာတော့ပြည်သူတို့ရှုံးနေကြရတယ်အိန္ဒိယမှာအင်္ဂလိပ်တို့အောင်ပွဲခံနိုင်ခဲ့ခြင်းဟာရေတပ်အင်အားကြီးမားခြင်းကြောင့်ဖြစ်ပြီးတော့အင်္ဂလန်ကိုနေမဝင်အင်ပါယာထူထောင်နိုင်ဖို့အတွက်တွန်းပို့နိုင်ခဲ့ပါတယ်ခဲရသားတို့သမီးတို့ရေဒီနေ့ဒီချက်ပြပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့ ကဗတ်သမိုင်းအခန်းနေဥယောပိုက်နေချက်စနစ်သင်ခန်းစာ3ဥယောပတိုက်သားတို့၏ဒုတိယအဆင့်နေချက်ချင်းရဲ့အင်္ဂလိပ်တို့အိန္ဒိယကျူးစုတွေနေချက်ချင်းကြောင့်ဖြစ်ပါတယ်အခုဒီချက်ရှင်းပြပေးခဲ့တဲ့သင်ခန်းစာလေးကိုလည်းသားတို့သမီးတို့နားလည်သဘောပေါက်မယ်လို့ဒီချက်နှုံးနှင်းပါတယ်နောက်သင်ခန်းစာမှာဒီချက်တို့ပြန်တွေ့ကြပါမယ်နော်ဘိုင်ဘိုင်